ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်အားလုံးအထင်ကြီးနေတဲ့ Joshua Van ကိုသူကအေးအေးဆေးဆေးတာတာရံနဲ့အနိုင်ပြသွားပြီးကွင်းထဲမှာအိပ်ပျော်အောင်ဖန်တီးပေးအောင်လို့ဆိုလာတဲ့ချန်ပီယံကြီးပန်တိုဂျာရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားချင်တာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ပြိသက်တွေအားလုံးဆောင်းဆိုင်နေကြတဲ့ဂျောရှွာဘင်ရဲ့ပွဲကိုကြည့်ရဖို့တလားတော့မလိုတော့ပါဘူး။ဒါပေမဲ့ဒီဇင်ဘာလ9ရက်နေ့မှာဆိုရင်မြန်မာကုန်စားချင်းဖိုင်တာလေးက MMA ဖိုင်တာပေါ်မှာဂုံသိက္ခာအပြင်ကြီးမားလွန်းတဲ့ UFC ဆိုတဲ့ promotion ကကမ္ဘာချန်ပီယံဖြစ်နိုင်မဲ့အရေးချန်ပီယံတရဖူကြီးကိုစင်ကာပူရတော့မှာဖြစ်ပါလိမ့်။ UFC 323ပြိုင်ပွဲမှာပါဝင်ထိုးသက်သွားမှာဖြစ်ပြီး UFC Flyweight Champion Alexander Pantoja နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ်။ ဂျိုရှွာဘန်တကယ်ကိုမှဆွမ်းဆောင်ရအဖြစ်ကောင်းမွန်လို့နဲ့ဖိုက်တာလေးဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပြည်သက်တွေအားလုံးသိထားပြီးသားဖြစ်ပါတယ်နောက်ဆုံးထုတ်သက်ခဲ့တဲ့ပွဲမှာလည်းအကောင်းဆုံးပုံစံနဲ့ Brandon Rivera ဆိုတဲ့ number 1 contender နေရာက fighter ကိုလည်းအနိုင်ပြနိုင်ခဲ့တာပါ။ Joshua Van ကလက်ရှိမှာအသက်23နှစ်အရွယ်သားရှိသေးတဲ့လူငယ်တက်လူ fighter လေးဖြစ်ပါတယ်။ Professional record အပြင်လည်း16ပွဲထိုးသက်ထားပါတယ်။ 15ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလကောင်းတစ်ခုကိုလည်းပိုင်ဆိုင်ထားခဲ့တာပါ QFC မှာဆိုလည်းလက်ရှိချိန်ဒီရှုံးပွဲတစ်ပွဲသာရှိသေးပါတယ်။အဲ့ဒီပွဲကလည်းအမှတ်မထင်ပဲရှုံးနေခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့် Joshua Van ရဲ့ level ကဘယ်လောက်တိရှိလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေအားလုံးလည်းတည်ထားပြီးလောက်ပြီးထင်ပါတယ်။မြန်မာပြည်သက်တွေကြားထဲမှာလည်း online sand kit လုံးမှာ champion တို့ဖြစ်လာမယ်လို့ထင်ကြီးပေးခန့်နေရတဲ့ fighter တယောက်ဖြစ်ပါတယ်။ဒါတွေကို Joshua Van ကတကယ်လုပ်ပြနိုင်မလားဆိုတော့စောင့်ကြည့်ရတော့မှာပါ။ ဂျော်ရှာမန်ကိုရန်ကလည်းသူ့အနေနဲ့အကောင်းဆုံးပြင်ဆင်ထားတဲ့အကြောင်းပွင့်တူကြောင့်ကိုတတိယချီဒါမမွန်နောက်ဆုံးချီဒီ FOV ပွဲသိမ်းပြမယ်ဆိုပြီးလဲကြုံဝါထားပါသေးတယ်။ချင်းဖိုင်တာလေးအနေနဲ့လည်းတကယ်ကိုခက်ခဲကြမ်းတဲ့ပွဲကြမ်းတစ်ပွဲကိုရင်ဆိုင်ထိုးတိုက်ရမှာပါ။ပါကြောင့်လဲဆိုတော့ champion ပန်တိုကြဆိုတာကလုံးဝ short ပြလို့မရတဲ့ fighter ဖြစ်ပါတယ်။ professional record အပြင်35ပွဲထိုးသားပြီးပွဲ35ပွဲရှုံးဆိုတဲ့ရလကောင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့တာပါ။ UFC မှာဆိုလဲ champion ခပ်ကို5ချိန်ထိတော့ကာကွယ်ထားနိုင်ခဲ့တဲ့ fighter ဖြစ်ပါတယ်။ ။နောက်ဆုံးထိုးသက်ခဲ့တဲ့နှစ်ပွဲကိုဆိုလေ Fighter တွေကိုပွဲချင်းတွဲမှာပဲချုပ်ပြထားတာဖြစ်ပါတယ်။ BGG ဘက်ကလည်းတကယ့်ကိုတစ်ပတ်ကန်းကကျွမ်းကျင်တာဖြစ်ပါတယ်။ဒါကြောင့်ပန်ဒိုဂျာရဲ့ Ground Skill ကတကယ့်ကိုလည်းပဲမြင့်တဲ့အနေထားမှာရှိနေတယ်လို့ပြောလို့ရပါတယ်။ Chain Fighter လေးကတော့ Boxing Skill တွေမှာအများကြီးပိုကောင်းပါတယ်။ Striking ဘက်မှာပန်ဒိုဂျာတဲ့အစာပေါင်းများစွာပိုတာပါတယ်။ ်ပီဂျီဂျီဘိုင်းမှာတော့ဂျော့ချ်ဖာဗန်ကပန်တိုဂျာလောက်တော့အကောင်းကြီးရှိမနေပါဘူးဒါပေမဲ့တိတ်တန်းဒီဖန့်စ်ဘိုင်းကတအားကိုမြင်မာတော့နေတာပါ UFC မှာထုတ်သက်ခဲ့တဲ့ Crown Gate Fighter နဲ့တွေ့တဲ့ပွဲတွေမှာဆိုရင် Joshua Van ကတိတ်တောင်း defense တွေကိုအကောင်းဆုံးလုပ်ပြနိုင်ခဲ့တာပါ။တုံတန်ုံနဲ့ပြိုင်ဘက် fighter ကချေဆွဲလို့မရပါဘူး။ဒါကြောင့် Pantoja တယောက် Joshua Van ကိုလွယ်လွယ်ကူကူနဲ့ချေဆွဲဖို့ဆိုတာဖြစ်နိုင်မယ်မထင်ပါဘူး။အဲ့လိုမျိုးချေဆွဲလို့မရရင် Joshua Van ရဲ့လက်သီးတွေကြားထဲမှာ Pantoja ကအိပ်ပျော်သွားဖို့ရာခိုင်နှုန်းများပါတယ်။ Brandon Rivero striking mind ကိုဦးစားပေးပြီးစားတဲ့ fighter တော့မှ Joshua Man လက်ထက်မှာ juggling ကကလေးလိုဖြစ်သွားခဲ့မှုပါတယ်။ဒါကြောင့်မလို့လုံးဝ short drop လို့မရဘူးလို့ကျွန်တော်တို့ကပြောလို့ရပါတယ်ခင်ဗျာ။ပန်ဒိုဂျာကတော့သူ့အနေနဲ့ဂျောရှွာဘန်ကိုအကောင်းဆုံးပုံစံနဲ့နိုင်ပြမယ်အကြောင်းခဏခဏထုတ်ဖော်ပြောဆိုနေပါတယ်။အခြားသူကလည်းသူ့အနေနဲ့ဂျောရှွာဘန်လိုဖိုက်တာကိုအေးအေးဆေးဆေးနဲ့အနိုင်ပြနိုင်တယ်။ဂျောရှွာဘန်ကိုချုပ်ပြပြီးငွေရှာရတာလွယ်ကူမယ်ဆိုတဲ့အကြောင်းတွေကိုလည်းပြောဆိုထားပါသေးတယ်။ ဂျောရှာဗန်ကသူ့ကိုလုံးဝရှင်းနိုင်မှာမဟုတ်ဘူးသူ့အနေနဲ့ဂျောရှာဗန်ကိုချုပ်ွက်တဲ့အနိုင်ဝီပွဲသိမ်းပြမယ်ဆိုတဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်ခင်ဗျာဂျောရှာဗန်နဲ့ထိုးရတော့မှဆိုတော့တကယ်ကိုစိတ်လုံရှားနေပါပြီဒီချတဲ့နေကခေတဲ့ဖိုင်တာမဟုတ်ဘူးလေဒါမဲ့ကျွန်တော်ကသူ့ထက်အများကြီးပိုကောင်းပါတယ်ခင်ဗျားတို့လည်းဒါတွေကိုသိမှာပါကျွန်တော်မှသူ့ထက်အများကြီး experience လည်းပိုရှိပါတယ်ဖန်ကငယ်သေးတဲ့အရန်ကိုအနိုင်ရလို့စီပြင်းတယ်ဆိုတော့ကျွန်တော်ကသိပါတယ် ်ဒီချတိတ်ကြီးရတယ်တကယ်ကို aggressive ဆန်ဆန်နဲ့ထိုးတက်တက်တာကိုတွေ့ရပါတယ်ဘောက်ဆင်စကေးကတော့ခမရတို့အားလုံးမြင်တဲ့အတိုင်းကျွတ်စင်ကြီးပေါ့ဗျာသူရဲ့ grounding က block ထရှိလဲဆိုတော့ကျွန်တော်လည်းသိချာမသိပါဘူးဘာကြောင့်လဲဆိုတော့သူက grounding man ကိုသိထုတ်သုံးပြီးကစားပြတ်တက်တာမျိုးမရှိဘူးလေသိတဲ့တာကကျွန်တော်ကိုဒီကောင်လေးကလုံးဝရှင်းနိုင်မှာမဟုတ်ပါဘူးခမရတို့အားလုံးအထင်ကြီးနေတဲ့ fan ဆိုတဲ့ chart တွေကိုတတရာပဲချုပ်ပြသွားမှာပါ။ငွေရှာရလွယ်မဲ့ပွဲပါပဲဆိုပြီး champion league ပန်တိုကြာကစကလုံးအကြီးကြီးတွေပြောသွားတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။ ်ပန်ဒိုဂျာကတော့ခဏခဏ easy money easy money ဆိုပြီးထုတ်ပေါ်ပြောဆိုနေတာပါသူ့အနေနဲ့ဂျော့ရှွာဘန်ကိုလွယ်လွယ်ကူကူနဲ့ပဲချုပ်ပြနိုင်မယ်လို့လည်းထင်ကြီးပေးနေတာဖြစ်ပါတယ်တကယ်တမ်းသူလုတ်ပြနိုင်မလားဆိုတော့ဒီဇင်ဘာလ9ရက်နေ့မှာစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာတေးကြတာတကူကကျွန်တော်တို့ချင်းဖိုင်တာလေးကလည်းခေသူဖိုင်တာမဟုတ်ပါဘူးသူရင်တွေးခဲ့တဲ့အင်ပြစင်ခေါ်ပွဲကဖိုင်တာတွေလိုမျိုးလဲ ground game မှာအားနည်းနေတဲ့ဖိုင်တာလည်းမဟုတ်ပါဘူးကစားပုံထိုးတဲ့ပုံစုံနဲ့ဖိုင်တာတယောက်နဲ့တွေ့ရမှာဖြစ်တဲ့တယောက်မှာပန်ဒိုဂျာလည်းအရင်ကြီးတော့တွေ့ကူနေမှာမဟုတ်ပါဘူး ဂျိုရှွာဗန်တွက်ကလည်းတကယ်ကိုခက်ခဲတဲ့ပွဲဖြစ်မှာပါ။ဒါကြောင့်မလို့ဘဲဖိုက်တာကအကောင်းဆုံးပုံစံနဲ့ဆော့သွားမလဲအမှန်အနည်းဆုံးဆော့သွားမလဲဆိုတာပဲစောင့်ကြည့်ရမှာပါ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ team fighter လေးကိုနိုင်မွေးရစီချင်ပါတယ်။ကဘာကြော MMA promotion ကြီးမှာပထမအဦးဆုံးမြန်မာနိုင်ငံကိုစားပြု fighter ဖြစ်တဲ့ပြင်မြန်မာနိုင်ငံကိုစားပြု champion ဖြစ်လာမယ်ဆိုရတဲ့တကယ်ကိုယုံကြည်မိနေပါတယ်။ဘလို့ပဲဖြစ်ဖြစ်အကောင်းဆုံး lesson တွေချပြပြီး champion ခပ်ကြီးကိုတင်ပိုက်နိုင်ပါစီလို့ဆန္ဒပြုပါတယ်ခင်ဗျာ။ online ဆန်ခက်လုံးမှာ မြန်မာနိုင်ငံဒုတိယမြောက်ကမ္ဘာချန်ပီယံဖြစ်ပေါ်ထွက်လာပါစီလို့ဆန္ဒပြုပါတယ်ခင်ဗျာပိတ်သက်ဒီနေ့ရောဂျော်ရှာမန်နဲ့ပွဲနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်စမိပါသလဲမိမိတို့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အန်ဆာလောကကနောက်ဆုံးဆေးဝင်သားတွေကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ကြကြဝတ်တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရဲ့ပဲရှင်ပဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ